Thank you. မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရမယ်ငလင်းကြောင်နေပြည်တော်လေစိတ်လေကြောင်ထိမျောစင်ပြိုကျတဲ့ကြောင်တင်ဆက်ပေးပါမယ်ငလင်းတန်းကြောင်အာနာသိမ့်မြမစစ်တပ်စင်ယုံကျုံချင်းဆိုင်ရာနေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာလေစိတ်ရဲ့လေကြောင်ထိသိမ့်ရင်မျောစင်ပြိုကျပြည်စီမှုအခြေအနေကိုဂျိုရုကရိုင်းယူထားတဲ့ပုံကိုတွေ့မြင်ရတာဖြစ်ပါတယ်လေကြောင်ထိသိမ့်ရင်မျောစင်ပြိုကျမှုကြောင့်ထိခိုက်ဒေဆုံမှုတွေရှိရလို့သတင်းတွေလည်းထွက်နေပါတယ်မြမစစ်တပ်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူးငလင်းကြောင်မန္တလေးလေစိတ်နဲ့ ီပြည်တော်လေးစိတ်တို့ထိခိုက်ပျက်စီးသွားပြီးအဲ့ဒီလေးစိတ်တွေကိုပြေးဆွဲမှုရပ်ဆိုင်းထားတယ်လို့မြန်မာပြည်ပဆိုင်ရာလေကြောင်းလိုင်းအမင်ငန်ကထုတ်ပြန်ထားပါတယ်။စစ်အာဏာသိမ်းမှုကိုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာမလ28ရက်နေ့လယ်ပိုင်း12နာရီမိနစ်90ဝန်းကျင်ကစကိုင်းမြို့နဲ့အနီးနဲ့မန္တလေးမြို့ကိုပဟိုပြုပြီးအင်အားပြင်းငလျင်ကြီးနဲ့92မိနစ်သာချပြီးလှုပ်ခတ်သွားတာပါ။ကနအုပ်ငလျင်ကြီးကပြင်းအားရစ်စတာစကိန်း9.9ရှိပြီးမန္တလေးမြို့တစ်ဖက်ကစကိုင်းမြို့ရှိခအင်းကိုပဟိုပြုပြီးမြေအနှံ6မိုင်ခန့်ကလှုပ်ခတ် က်သွားပါတယ်။ ်နောက်ဆက်တွင်ငလင်က12မိနစ်သာကြာပြီးမန္တလေးမြို့တတအုံမြို့နယ်ကမန္တလေးလေးစိတ်နာကိုရစ်တာစကိန်း6.4ပြင်းအားနဲ့ထပ်မံလုခတ်ခဲ့တာဖြစ်ပါရင်အဲ့ဒီငလင်တစ်ခုကြောင့်မန္တလေးမြို့တစ်ခုလုံးဒီပါဆူရွာစွာပျက်စီးသွားပြီးနိုင်ငံဝန်းမှလည်းငလင်တန်းသိမ်းခင်ရပါတယ်မန္တလေးနယ်မိုင်း160ကျော်သာဝေးတဲ့နေပြည်တော်လေးငလင်ကြောင့်ပျက်စီးထိခိုက်မှုတွေရှိပါတယ်နေပြည်တော်ကဌာနဆိုင်ရာရှုံးဝန်ထမ်းအင်အားတွေစည်းရုံတွေဈေးတွေလန်ဒတာတွေထိခိုက်ပျက်စီးမှုကြီးမားခဲ့ပါတယ်ဇလပီ NUG ရဲ့ကုညီကေစ စိမ်းအပေါ်မင်းအောင်လိုင်းဘလို့တုံ့ပြန်မလဲဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ NUG ဆိုရမှအင်အားများတဲ့ PDF လူငယ်ရေစီဒီယန်ဆရာဝန်နေနဲ့အာနာသိန်းစစ်သက်ထိန်ချုပ်ထားတဲ့မန္တလေးမြို့အပါဝင်ငလျင်တန်းခံရတဲ့မြို့နယ်တွေကိုအကူအညီကယ်ဆယ်ရေးလှုပ်ချင်ကြောင်းတောင်းဆိုပါတယ်။အမျိုးသားညီညွတ်ရေးဆိုရထိန်ချုပ်နေမြို့များမှာကုလသမဂ္ဂကူညီကယ်ဆယ်ရေးဖွဲ့များနိုင်ငံတကာဖွဲ့စည်းများ INGO များအရေးပေါ်ကယ်ဆယ်ရေးနဲ့ကုသရေးလုပ်ငန်းများဆောင်ရွက်ဖို့အတွက်လုံခြုံရေးတည်ယူပို့ဆောင်ရေးနဲ့ယာယီကယ်ဆယ်ကုသရေးစခန်းများဖွင့်လှစ်ရေးတို့ကိုတာဝန်ယူပူးပေါင်းဆောင်ရွက်မှာဖြစ်ပါ ါရယ်စစ်ကောင်စီထိန်းချုပ်နယ်မြေတွေဖြစ်တဲ့မြို့ကြီးတွေမှာလုံခြုံရေးအာမခံချက်ရှိပါကအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ CDN ကျွမ်းကျင်ဝန်ထမ်းများအနေနဲ့နိုင်ငံတကာအကူအညီကယ်ဆယ်ဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးငလျင်ဘေးတင်ပြည်သူများအတွက်အရေးပေါ်ကယ်ဆယ်နဲ့ကုသရေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ပါရယ် နိုင်ငံအဝန်ငလင်းပေးတင်ပြည်သူများနဲ့အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နေမြေရှိငလင်းပေးတင်ပြည်သူတွေကိုဖြစ်နိုင်တဲ့နီလန်းပေါင်းစုံလို့နဲ့အရေးပေါ်ကင်စင်းနဲ့ကုသရေးလုပ်ငန်းများဆောင်ရွက်ဖို့ကနအုံးမှအမေရိကန်ဒေါ်လာသက်တမ်းရာဓာတုံးဆွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တွန်လိုင်းအင်အားစုများမဟာမိတ်ဖွဲ့စည်းများအရှက်ဖက်ဖွဲ့စည်းများနဲ့တွန်လက်တွဲပြီးပြည်သူ့မှပြည်သူတို့အစီအမံနဲ့ကုညီကင်စင်းလုပ်ငန်းများကိုအစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။တိုင်းသားပြည်သူလူထုတရက်လုံးအနေနဲ့လည်းငလင်းပေးတင်ပြည်သူများအတွက်အရေးပေါ် ူညီကယ်ဆယ်ရေးလုပ်ငန်းများမှာအမျိုးသားညီညွတ်ရေးအစိုးရတော်လိုင်းအင်အားစုတွေနဲ့အစွမ်းကုန်ကူညီပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းထားပါတယ်။ဇလက်ပြီးရှင်လျက်နဲ့အသက်ရှူရနေတဲ့တန်ရာရတိုင်းပြည်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒီကာလအတော်အတွင်းကျေးရွာတွေကမိရှုခံရလင်းင်းနဲ့ပုံကျင်းခံရလို့ရွာမမ်းမတိအောင်ပြာပုံဖြစ်ခဲ့ရတယ်။စာတင်ကြောင်းလဲမရှောင်းစစ်ဆောင်စခန်းလဲအညိုထားပေါင်900ပေါင်1000ဘုံတွေကျဲလို့သွေးတန်တင်ရရင်အတိတ်ထိုင်ုံပုံကြီးတွေကြားမှာအသက်ရှင်ကြံခဲ့ရတယ်။ကလေးငယ်တွေကလေး လေရင်တန်ကိုတသက်လုံးလွယ်လွယ်နဲ့မပြောက်တော့မဲ့အစိတ်တန်ရာတွေနဲ့ကြီးပြင်းနေကြရပါတယ်။မုံတိုင်းတန်ရည်ကြီးရည်ရှမ်းတန်ကြောင့်တနိုင်ငံလုံးခံစားနေရတဲ့ပြင်အထီနာတဲ့ဒေတာတွေမှာပျက်စီးဆုံးရှုံးမှုများစွာနဲ့စိတ်တန်ရာများစွာရထားတာတော့မကြလာသေးပါဘူး။ပူလာမှုများစွာနဲ့ဖြတ်တန်းနေရတဲ့ပြည်သူတွေမှာနှူရာသီရောက်ပြန်တော့လဲခံမှန်းလို့မရတဲ့ငလျင်တန်ကမြန်မာပြည်ကမှပဟိုပြုပြီးတိုင်းပြည်ရဲ့ရှင်းဟောင်းရှင်ချင်းမှုအမွေအနေတွေကမှဖြတ်စည်းသွားပြန်ပါတယ်။တဘာဝဘီအန်နီယယ်တွေကနိုင်ငံကြီးနယ်သွေးဝိုင်းမဟုတ်တိုင်းရိုက်ဆက်ဆက်နေပါတယ်။တဘာဝဘီအန်နီ င်းဆိုတာတားဆီးလို့မရပါဘူး။ဖြစ်ပြီးရဲဆိုရင်တော့ကုညီကေစိန်းနဲ့ထီရောက်ဆုံးပြန်လည်ထူထောင်ပေးနိုင်ဖို့လိုအပ်ပါတယ်။ငလျင်တန်းကျောင်းနေပြည်တော်မန္တလေးစကိုင်းမှာရှိတဲ့သွေးလူရှင်တွေစိမ့်ယုံနေတဲ့ဆက်သွင်းကြဖို့မြစ်တန်းရခိုင်ကျောင်းစော်မင်းထုံးကထွက်ပြောတယ်ပြောမှာပေါ့နေပြည်တော်ကောင်စီနေမြေမှာနိုင်ငံခြားရေးဝန်ကြီးရုံးအလုံသမားဝန်ကြီးရုံးပါဝင်ဝန်ကြီးဌာနအဆောက်အအုံများစွာပြုကြပြီး အလုတ်သမောင်းဝင်ကြီးဌာနအမြင်နဲ့တွင်ပြည်နိုင်ငံတိုင်းအရာရှိကြီးတချို့အပါဝင်တည်ဆုံနေကြသည်ရပြီးဝန်ထမ်းတွေကြားမှာလည်းအခြားတန်ရာရရှိသူအများပြားရှိခဲ့တာကြောင့်စော်မင်းတော်ထွက်ပြေးတဲ့ရှုပ်သံဖိုင်နောက်ဆိုရှယ်ပလက်ဖောင်းတွေမှာပြန်နေပြီးနေပြည်တော်လေစိမ့်လေကြောင်းထိမ့်သိမ်းရေးတာဝါတိုင်းလည်းကျိုးကျသွားတယ်လို့တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအလုံးတည်ဆုံသွားတယ်။မင်းအောင်နိုင်ကလည်းဒီငလင်တန်းကြောင့်လိုက်လံကြည့်ရှုစစ်ဆေးနေကြောင်းထုတ်ပြန်လာတယ်။ဒါကလည်းအထူးဆန်းမှာမဟုတ်အရေးကြီးရေရှမ်းဖြစ်စင်မှာလည်းမင်းအောင်နိုင်ဒီလိုပဲသူတို့နေပြည်တော်ကောင်စီဝင်းကျင်လောက်ကိုပဲလိုက်ကြည့်နေကြတာ ပြန်လည်ထူထောင်ဖို့ကိုအသာထားငလင်းသတင်းကနနာယီ52မိနစ်နနာယီ54မိနစ်မှာဂျက်ဖိုင်တာနဲ့နောင်ချိုမျိုးနဲ့ကန်ကြီးကျေးရွာကိုလေကြောင်းကနေ၃ချိန်ပုံကျဲတိုက်ခိုက်သွားလို့တင်းဆောင်မှုတွေများနိုင်ပြီးအချို့ကအလောင်းကောက်မရဖြစ်နေစေငလင်းတန်းကြောင့်ပူဆွေးနေတဲ့မလ28ရက်နေ့ည9:00မိနစ်40ဝန်းကျင်မှာစကိုင်းတိုင်းချောင်းမျိုးနဲ့နွယ်ခွေကျေးရွာကိုအနောက်မြောက်တိုင်းစစ်ဌာနကျောင်းမှာတက်နဲ့စက်တက်လီဒီနဲ့နှစ်ချိန်ပုံကျဲတိုက်ခိုက်ပြီး ပဲခူးတိုင်းဖြူမြူနယ်နဲ့ကစတောင်းမြင်းအရှိဘက်ကန်ကကျင်းရွာတွေကိုလည်းမြင်းကလင်းကြီးလှုပ်ပြီးနိုင်ပိုင်းကြားနေ့လယ်၂နာရီခွဲနဲ့၃နာရီတွင်မှလေကြောင်းကနေပုံကျဲကဲမှုတောင်လှုပ်လိုက်ပါသည်နိုင်ငံတနိုင်ငံကိုအုပ်ချုပ်တယ်ဆိုတာလူတွေကိုပဲအုပ်ချုပ်တာမဟုတ်ဘူးနိုင်ငံအတွင်းရှိနေတဲ့တရိတ်စံတွေတိစီမံအုပ်ချုပ်တယ်ပေါ့တိုင်းရိုက်အကျိုးတန်ရောက်တဲ့ပြည်သူတွေကိုကာကွယ်ဖို့တာဝန်ရှိရလို့ခံယူသူတွေကတော့ပြည်သူတွေဒုက္ခခံနေရတာကိုလက်ပိုက်ပြီးရုပ်တံတစ်ခုလိုကြည်တာ နေတွင်ချင်းကိုပဲလီရင်နဲ့ဘုံချင်းနိုင်တရားဒါကိုတိုင်းပြည်အုပ်ချုပ်တယ်လို့နာမည်တက်ချင်သည်တဘာဝပေးကြုံလာရင်ပြည်သူ volunteer စနစ်ကိုအားကိုးနေရတဲ့နိုင်ငံမှာတိုင်းပြည်ဘလို့အခြေအနေဖြစ်ဖြစ်အသက်ဆော့ရှိထွက်ကလူငယ်ရိသားများဆုံးရှိထွက်ကြတာဒီလိုလူငယ်ရိခုတော်ထောင်သွင်းအကျဉ်းချခံနေရမတရားမှုလက်မခံနိုင်လို့တောရင်ရောက်သူရောက်ပြည်ရင်းမှာရှိရကြလူငယ်ရိကိုလည်းစစ်မှုထမ်းခိစားနေဖိအားပေးခံနေရစစ်တိုက်ဖို့အတွက်သာအလေးထားစုဆောင်မှုကြောင့်လူသားအရင်းမြစ်တွေဆုံးရှုံးမှုခံနေရတဲ့တိုင်းပြည်ကြီးဖြစ်လို့ဒီတိုင်းပြည်ကြီးမှာဒီလိုဘေးအန္တရာယ်တွေကြုံတွေ့ရ တဲ့အခါပြည်သူပြည်သားတွေကိုကျင်းနာတင်ရောက်ရှောင်ပြအုပ်ချုပ်ခံရတဲ့အုပ်ချုပ်သူလက်အောက်ကနေလွမြောက်ဖို့ကိုပို့ပြီးမျှော်လင့်မိပါတယ်။ဆလပီငလျင်တန်ကြောင့်တနင်္ဂနွေလုံးတိကြိုက်ကြည်ခွဲနေချင်းပေါင်းမြူနေမှာစစ်ကောင်စီလေကြောင်းတက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြင်းထန်လာတဲ့ငလျင်တန်အတွက်ကေစိန်လုပ်ငန်းတွေလှုပ်ဆောင်ဖို့နှစ်ပတ်တာထိုးစစ်တွေရည်နာမယ်လို့ NUG ကကြေညာပြီးနောက်တနေ့မှာပင်စစ်ကောင်စီကပေါင်းမြူနယ်ကိုလေကြောင်းတက်ခိုက်မှုလှုပ်ဆောင်သွားမယ်လို့တင်ရပါတယ်။ စစ်ကောင်စီကမလ30ရက်ဒီကနေ့မနက်ပိုင်းမှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် MI-17 ရဟန်းရင်နဲ့မကွေးတိုင်းပေါင်းမြို့နယ်တနင်္လာကိုလေကြောင်းတိုက်ခိုက်မှုလုံဆောင်ခဲ့တာပါဒါပေမဲ့ပေါင်းမြို့နယ်အတွင်းအင်တာနက်နဲ့ဖုန်းလိုင်းတွေပြတ်တောက်နေတာကြောင့်လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာအတီးကြနဲ့မြေပြင်အခြေအနေတွေကိုတော့မသိရသေးကြောင်းအတီးပြုတ်နိုင်ဖို့ဆုံဆန်းနေကြောင်းပေါင်းမြို့နယ်လူသားချင်းစာနာထောက်တာရေးနဲ့ဘေးရန်နဲ့ဆိုင်ရာစီမံခန့်ခွဲရေးဌာနတာဝန်ရှိသူကပြောပါတယ်ပေါင်းမြို့နယ်နဲ့လာကျဲသွားတာဟုတ်ပါတယ်ဒါပေမဲ့တက်စိန်မှုနဲ့အဆက်အသွယ်မရသေးလို့နေရာတီးကြတော့မသိရသေးပါဘူးလို့ ပခုတ်ကူကိုင်တိုင်ရင်း15တာဝန်ရှိသူကပြောပါရယ်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကတော့ငလင်တန်တင်ပြည်သူတွေကိုအရေးပေါ်ကူညီနေကဲဆယ်နိုင်ရေးတွေလှုပ်ဆောင်နိုင်ဖို့ထိုးစစ်တွေနှစ်ပတ်တာရနာကြောင်းမလ29ရက်နေ့မနေ့ကညပိုင်းမှာပြောကြားထားတာပါငလင်တန်ကျောင်းနိုင်ငံနဲ့တဝန်းတည်ဆုံသူ1600ကျော်လာချိန်ထိစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေရတဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးသူကိုစလဲ drain through ကလုံးဝလက်ခံနိုင်စရာမရှိတဲ့ကိစ္စလို့ပြောထားပါရယ်စစ်ကောင်စီကပြီးခဲ့တဲ့မလ28ရက်နေ့လည်းပဲ ငလင်းမလုတ်ခင်မိနစ်ပိုင်းလောက်လုံးမှာလေပခုတ်ကူကိုင်းကံမတိုင်နေမှာရှိတဲ့ချမ်းစိန်တိုင်းရင်စေးတိုက်ကိုစက်တက်လီဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထမင်းစားနားနေတဲ့အမျိုးသမီးအလုတ်သမားတွေထိခိုက်ဒိဆုံးခဲ့ကြပါရီဒါပြင်ငလင်းလုတ်ပြီးတိမ်မကြခင်အချိန်မှာနောင်ချုံမျိုးနဲ့နောင်လင်းရွာနဲ့ကံကြီးရွာနီးတို့ကိုစက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် DPLA တပ်ဖွဲ့ဝင်ကြားဆောင်ပြီးနေအင်းတွေစာတင်ကြောင်းတွေထိခိုက်ပျက်စီးသွားတယ်လို့သိရကြောင်းသတင်းမှာဖော်ပြပါရှိပါရဲ့ရှင်